အားလုံးပဲမင်္ဂလာပါဒီနေ့က2025ဧပြီလ20ရက်နေ့ဖြစ်ပါတယ်เนาะဒီဒီတစ်ခုတလောဘာဒီ line ပေါ်မှာတွေ့ရလဲဆိုတော့ဘုရားဘာသာနဲ့ပတ်သက်ပြီးတော့ဂုံးတိုက်တာတွေတော်တော်များများတွေ့ရရှီတုံဖျားပေါ်မှာဖနက်စီဗီတက်လာတဲ့မိမမျက်နှာကိုွယ်ထားတယ်ဓာတ်ပုံရိုက်ထားတယ်ဆိုရဲဟောဒါကတမင်ငါရည်ရွယ်ချက်ရှိရှိဘုရားဘာသာတွေကိုစိတ်ကိုထိုးဆွပေးနေတာဘုရားဘာသာတွေတွေးဆလာအောင်ထိုးဆွပေးပြီးဂုံးတိုက်ပြီးဖိုတလောလီယာဆိုရင်ဟာခရိယန်ကောင်လေးတွေကောင်မလေးတွေ တောင်ပေါ်စီရီတခုမှာအဲ့ဒါနိုင်ငံတိုင်းသားတွေတိမ်းသွားတဲ့တောင်ပေါ်စီရီတခုမှာယဟန္တာရုပ်တွေကိုမဖွဲမရလောက်တာတွေရှိတယ်။ဗုဒ္ဓရုပ်တွေကိုမဖွဲမရလောက်တာတွေရှိတယ်။ဒါကခရိယန်ဘာသာကြီးခေါင်းဆောင်တော်တော်များများလိုင်းပေါ်မှာမဟုတ်တန်းတရားဂုံးတိုက်နေတာတွေကကျွန်တော်တို့တော်တော်များများတွေ့ရတယ်။ဒီဟာကိုလည်းကျွန်တော်တော်တော်များများဖြေရှင်းပြထားတာတွေရှိပါတယ်။အဲ့တော့ခရိယန်ဘာသာကြီးစီယုံခေါ်ပြောသူဘာသာကြီးခေါင်းဆောင်တော်တော်များများအလုံးမတန်ဂုံးတိုက်တယ်။ဒါကလည်းနိုင်ငံကြီးအထောက်ပံ့တစ်ခုခုနောက်မှာရှိနေတာ အဓိကကတော့သူတို့ရဲ့ရည်ရွယ်ချက်ကဗုဒ္ဓဘာသာတွေကသွေးစုပြီးတော့တုံ့ပြန်တာကိုလိုချင်တာအဲ့လိုတုံ့ပြန်လာတဲ့ခါကျရင်သူတို့ကသတင်းဓာတ်ပုံတွေရိုက်ပြီးတော့ကဘာကိုထုတ်ပြမှာအဲ့တော့ဗုဒ္ဓဘာသာတွေပါနေဖို့လိုအပ်ပါတယ်ဒီလိုစော်ကားမှုတွေဖြစ်တိုင်းဖြစ်တိုင်းမှာဗုဒ္ဓဘာသာတွေအဲ့ဒီစော်ကားမှုတွေကိုလူသိအောင်လို့ဆိုရှယ်မီဒီယာမှာတင်ပါခင်ဗျားတို့အနောက်မှာဗာမီဒီယာမှာမရှိဘူးအဲ့တော့ခင်ဗျားတို့ကိုဂုံးတိုက်နေတဲ့လူတွေကိုခင်ဗျားတို့ကပြန်ပြီးတော့ဆိုရှယ်မီဒီယာကနေပြန်တိုက်ပါ ဲ့တော့ခမရူကအဲ့ဒါတွေကိုလိုင်းပေါ်မှာတင်ပြီးယုံညံ့ညောင်းအောက်တန်းကြကြောင်းသူတို့ရဲ့နောက်ကွယ်မှာဟာလာဘဲဘာသာဝင်တွေရှိနေကြောင်းဘဲဘာသာကြီးခေါင်းဆောင်တွေရဲ့အစုံမအောက်မှာရှိနေကြောင်းဘဲနိုင်ငံကြီးအယူဝါဒတွေအောက်မှာရှိနေကြောင်းပြောပါအဲ့ဒီလိုပြောပြီးတော့ဗုဒ္ဓဘာသာကိုတိုက်ခိုက်နေတာကဘဲအဖွဲ့စည်းတွေပါဘဲဘာသာကြီးတွေပါဆိုတော့ကဘာကလည်းမြင်ရပဲမြန်မာကလည်းမြင်အောင်ပြောပါဒေါသအလျောက်သူတို့ယုံမှသလိုပြန်မယုံမှကြတယ်မယုံမှဘို့ကူလည်း ဗုဒ္ဓဘာသာဝင်တိုင်းကလက်ဆင့်ကန်စကားပြောပြီးငါတို့တို့ရုံမှာတို့မရုံမှာဘူးတို့အောက်တန်းကြတို့ငါတို့အောက်တန်းမကြဘူးဒါပေမဲ့ဒီရုံမှာမှုတွေကဘယ်ဘာသာကြီးအစုံမရဲ့အောက်မှာရှိတယ်ဘယ်ဘာသာကြီးခေါင်းဆောင်တွေရဲ့အစုံမအောက်မှာရှိတယ်ဘယ်နိုင်ငံရဲ့ခေါင်းဆောင်တွေရဲ့အစုံမအောက်မှာရှိတယ်ဆိုတာကိုတော့ဗမာကလည်းသိကြမယ်ကဘာကလည်းသိရမယ်တိုင်းတစ်ပြည်လုံးတစ်ကဘာလုံးသိအောင်ကိုကျွန်တော်တို့ပြန်လဲတွန်းလှန်နေရမယ်ကျွန်တော်တို့ဒေါသအလျောက်မတုံ့ပြန်မှုလိုအပ်တယ်အဲ့တော့ဒီခရိယန် ဘာသာရေးခေါင်းဆောင်တော်တော်များများလည်းနိုင်ငံရေးရဲ့အတုံးချခံနေဖြစ်တယ်။နိုင်ငံရေးသမားတော်တော်များများကလည်းဘာသာရေးကိုအတုံးချပြီးအဓိကတော့ဗုဒ္ဓဘာသာကိုကြီးရွယ်ချက်ရှိရှိနဲ့အလုံးစုံတိုက်ခိုက်နေတာဖြစ်တယ်။အဲ့ဒီအတွက်ဗုဒ္ဓဘာသာဒီကပါပါနဲ့နဲ့နဲ့ပြန်လဲတုံ့ပြန်မှုလိုအပ်တယ်။သွေးမစုပါနဲ့။ဒုစရိုက်တွေကိုဒုစရိုက်တွေလို့ပြောပါအာဟုတုတွေကိုအာဟုယုံညံ့တာကိုယုံညံ့တာလို့ပြောပါဘသူအဆုံးမအောင်ပါဘသူတွေရဲ့ ဘာသာအောက်မှာဘယ်နိုင်ငံကြီးစနစ်အောက်မှာရှိတယ်ဆိုတာကိုပြောကြပါ